ဗီဒီယိုမင်္ဂလာပါကျွန်တော် channel လေးကနေပြန်နေကြိုးစားလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဒီ bot mine ပေါ့နော် delay ပေါ့နော်မင်းရမှာ trash ရှိထားတဲ့ဒီ delay ကျွန်တော်ဒီ channel ဒေါ်လာရင်းပြီးတော့ကျွန်တော်တို့ daily profit 2.7ပြန်ရမယ်ကျွန်တော်တို့9ရက်နဲ့73.5ဒေါ်လာပြန်ရမယ်ကျွန်တော်ရဲ့အရင်ကြီးပြီးဒေါ်လာကျော်လောက်မြင်မယ်ပေါ့နော်အင်းအဲပြီးလို့ရင်းနောက်ရက်တွေကျွန်တော် profit ယူပြီးတော့ရဲ့ကို2.7 ဒီ mask scan လေးတွေကျွန်တော်ရမယ်ပေါ့နော်အဲ့တော့အခုကျွန်တော်ဒီမှာ recharge တွင်းထားတယ်ဒီမှာကျွန်တော်ခုနကရင်ကျွန်တော်ဒီမှာ recharge တွင်းထားတယ်12ဒေါ်လာ12ဒေါ်လာတွင်းရတာပေါ့နော်အဲ့ပြီးတော့ဒီမှာ recharge complete ကိုကျွန်တော်နှိပ်လိုက်မယ်အဲ recharge complete ဖြစ်သွားပြီ recharge complete ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုသွားရမလဲဆိုလို့ရှိရင်ညောင်းရဒီမှာအာအဲ့မှာ research တွင်ပြီးသွားပါတော့ research တွင်ပြီးသွားပြီဆိုလို့ရင်ဒါကျွန်တော်အခု research တွင်ထားရမှာပေါ့နော် အစစချင်းမှာတော့သူကကျွန်တော်တို့ရဲ့ Gmail နဲ့ကျွန်တော်တို့ဒီ password ပေးခိုင်းမယ်။အဲကျွန်တော်တို့ password တစ်ခုကိုပေးလိုက်ကိုပေးလိုက်တဲ့ password ကိုလည်းမှတ်ထားလိုက်ပါတော့။ Gmail နဲ့ကျွန်တော်တို့ဒီ account ကိုဖွင့်ပေးရမယ်ပေါ့နော်။ဒါ web mining ပုံစံမျိုးပေါ့နော်။ကျွန်တော်တို့ဒီ Telegram mining မဟုတ်ဘူးပေါ့နော်။မျိုးပြုရဲ့အဲ daily property မှာကျွန်တော် ပြီးလို့ရင်ဒါကျွန်တော်တို့ home screen ပေါ့နော်။ PN quantity မှာကျွန်တော်တို့အရင်ဆုံးငွေတွင်းမှာအရင်ဆုံးငွေတင်ပြီးလို့ရင်ဒီမှာ0.1လို့ပြလိုက်မယ်။0.0ဆိုရင်ကျွန်တော်တို့ကနေရာလေးပေါ့နော်။ပြီးတော့ကျွန်တော်တို့က ဒီ feature တွင်းပြီးသွားပြီဆိုလို့ရှင်တူပါတူ auto ဝယ်ပေးသွားလိမ့်မယ်ပေါ့နော်ဝယ်ပေးသွားပြီးပြီဆိုလို့ရှိလို့ရှိရင်ဒီမှာကျဆို current level ပေါ့နော်ကျွန်တော်ဆိုဒီမှာ transaction 1ပေါ့နော်ကျွန်တော်ရတာရဲ့0.1ဒီလို0.1ဖြစ်နေပြီဆိုလို့ရှင် struct quantity quantity fine ဆိုတာလေးကိုနှိပ်လိုက်ပါအာဒီမှာပေါ့နော်အဲဒီခဏဆောင်းပေးလိုက်ပါသူဒီ brand နေပေါ့နော်အဲဒီမှာ2.76ကျွန်တော် daily profit ရရပေါ့နော်အဲအဲ့ဒါပြီးလို့ရှင်ဒါနောက် ငါပြန်ကြလို့ရှိရင်ဒီလိုအချိန်မှာပဲဒီနားမှာ0 y 1လေးကျွန်တော်တို့အာဖြစ်လို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီပြန်ပြီး stack quantity file လို့ပေါ့နော်ဒီအချိန်ပြီးသွားတဲ့အချိန်မှာအင်းအဲ့လိုမျိုးနဲ့ကျွန်တော်တို့သွားမှာပေါ့နော်ပြီးတော့ withdraw တွေကတော့ကျွန်တော်တို့ဒီငွေထုတ်တဲ့အပိုင်းကတော့ကျွန်တော်ဒီနေ့ရင်းဒီနေ့တော့တန်းတော့သူကထုတ်ရမရဆိုတာကျွန်တော်ဆက်ပြီးမယ်ဒီနေ့ရင်းပြီးတော့ဒီတန်းထုတ်မရဘူးလို့တော့ပြောရဲပေါ့နော်ဒီနေ့ရင်းပြီးမနေ့ပြန်လောက်မှကျွန်တော်တို့ထုတ်ရမယ်အဲအဲ့ဒီတော့ပေါ့နော် အဲဒါဆိုလို့ရှိရင်ဒါဒီဘန်ကိုနားလေသွားပြီပေါ့နော်ကျွန်တော်အခုနပြောလို့ရဒီဟာမှာကျောင်း0 by 0ဖြစ်နေလိမ့်မယ်အဲ0 by ဖြစ်နေလို့ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီမှာမီယိုသွားလိုက်မယ်မီယိုသွားပြီးတော့ကျွန်တော်တို့ကအဲငွေတွင်းရမယ်ပေါ့နော်အဲ line ကရီချာတဲကိုသွားလိုက်ပါရီချာတဲကိုသွားပြီးတော့ကျွန်တော်တို့ရဲ့ BB20 လိမ့်စာကိုကျွန်တော်တို့ယူလိုက်အဲ copy ယူလိုက်ပြီးတော့ကျွန်တော်တို့ binance ကနေပြီးတော့ကျွန်တော်ငွေသွားတွင်းလိုက်ပေါ့နော်အဲကြိုက်တဲ့လိမ့်စာပေါ့နော်ကိုမရှိနေတဲ့လိမ့်စာကြိုက်တဲ့ NE ပေါ့နော်ကိုအစဉ်ပြေမဲ့လိပ်စာတွေကိုပါကိုတွားပြီးတော့ယူလို့ရတယ်။အာပြီးလို့ယူလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဒီယူပြီးွားလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ quantity fine ဆိုတဲ့နေရာမှာလာပြီးတော့ဒီနောက်မှာ0.1ဖြစ်နေလိမ့်မယ်။အဲ့ဒါကို start quantity fine လုပ်ပေးလိုက်ပါ။ start quantity fine လုပ်ပေးပြီးပါစီလို့ဆိုရင်တို့ကကျွန်တော်တို့ရဲ့ daily profit 2.76ကိုပေးပါလိမ့်မယ်။အဲ့တော့2.76ကိုရပြီးွားပြီဆိုလို့ရှိရင် ါကျွန်တော်တို့ရဲ့ဒီတရက်တာကျွန်တော်တို့ယူပြီးပါပြီပေါ့နော်နောက်နေ့ဒီချိန်ဒီချိန်ပြေပြီးပါပြီဆိုလို့ရှိရင်လည်းဒီမှာ0.1လေးဖြစ်နေလိမ့်မယ်အဲ့ကနေပြီးတော့ကျွန်တော်တို့အာ2.7ကျွန်တော်တို့ယူမယ်ပေါ့နော်တကယ်ဆိုတော့ဒါလေးရရွှေရှင်းပါတယ်ကဲပြီးတော့ဒါကတော့ environment ခေါ်တဲ့အပိုင်းပေါ့နော်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေကိုကျွန်တော်ခေါ်ပြီးတော့အာဒီ link ကစားခြင်းနဲ့တွေ့ပါတယ်ကိုကျွန်တော်ခေါ်လို့ရမယ် PND video file ရဲ့အောက်မှာလည်းဒီ game ရဲ့ link ကိုကျွန်တော်ချပေးထားမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ withdraw ရဲ့အပိုင်း withdraw ရဲ့အပိုင်းမှာ ကျွန်တော်တို့ရဲ့ဒီမှာ BB20 လိမ့်စာနဲ့ကျွန်တော်တို့ငွေထုတ်လို့ရမယ် TRC20 နဲ့ကျွန်တော်တို့ငွေထုတ်လို့ရမယ်ပြီးရင်ဒီမှာ BB20 လိမ့်စာကျွန်တော်တို့ထည့်လိုက်မယ်သူရဲ့ withdraw limit range က2ဒေါ်လာနေပြီးတော့ဒီမှာနောက်ကပြထားတဲ့အမှာပေါ့နော်2ဒေါ်လာနေစပြီးတော့ငွေထုတ်လို့ရမယ်ကျွန်တော်တို့ရဲ့ withdraw ဒီ BB20 address ကိုကျွန်တော်တို့တွားယူမယ်ဟောနော်ကျွန်တော်အခုလက်ရှိကျွန်တော်ဒီမှာရှိနေတဲ့အကောင့်ကျွန်တော်ထုတ်ပြမယ်ဒီနေ့ချက်ချင်းတန်းထုတ်ရတာလား နောက်နေ့မှထုတ်ရတာလားဆိုတော့ကျွန်တော်တစ်ချက်ကြည့်ပြီးပါမယ်အဲ့တော့ကျွန်တော်ရဲ့ address ကိုကျွန်တော်တွားယူလိုက်မယ်ညွေပြီးပြီးတဲ့ address ကိုကျွန်တော်တို့ဒီမှာတွားယူလိုက်မယ်ပေါ့နော်တဘူးစမှာကျွန်တော်ရဲ့ usdt gb20 matching ပေါ့နော် okay လို့ရှင်ရောက်မှကျွန်တော်တို့ copy ပေးချလိုက်ပါအဲ address မှာမှန်ကျွန်တော်ချက်ပြန်စီမယ်ပြီးဟုတ်တယ်အဲပြီးလို့ရှိရင်ကျွန်တော်ရဲ့ဒီကျွန်တော်ဒီအဝါမှာပေးခဲ့တယ်ကျွန်တော်ရဲ့ဒီ password ပေါ့နော်ကျွန်တော်ရဲ့ဒီ password ကိုကျွန်တော်တို့ကကျွန်တော်ရဲ့ဒီကျွန်တော်ရဲ့ဒီ password ကိုကျွန်တော်ရိုက်ထည့်ပြရမယ်ပေါ့နော် um where can where you can arrive and your account within one ten second ပေါ့နော်အဲအဲ့ဒီအတွင်းရောက်နိုင်တယ်ပြီးနေမှာသူက number remain ဒီ fee fee ရဲ့အဲဒီက weather ရဲ့ one time ပေါ့နော်ပြောကြောင်းဒီမှာ weather လောက်ကြည့်မယ် okay weather success ဖြစ်သွားပြီပေါ့နော်အဲ weather success ဖြစ်သွားပြီအဲ့ဒီကောင်ကျွန်တော်ရောက်မရောက်ဒီမှာကျွန်တော်တစ်ချက်ကြည့်မယ် ်အခုကျွန်တော်တင်းမှာတော့ကျွန်တော်ရဲ့ဒီအမောက်ကိုကျွန်တော်မရှိတော့ဘူးပေါ့နော်ကျွန်တော်ရဲ့ profile asset မှာ withdraw ဖြစ်သွားပြီပေါ့နော်အဲ withdraw ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုတော့ရင်ကျွန်တော်ရဲ့ဒီ finance ကိုကျွန်တော်တစ်ချက်သွားကြည့်မယ် ်လားပေါ့နော်အဲဒီမှာအဲ့လောက်ကြီးတန်းရောက်လာပါပြီဒီမှာ4.08ကျွန်တော်ခုနထုတ်လိုက်တဲ့ငွေရမောက်ပမာဏကျွန်တော်ဘူးရင်ပြီးအခုတန်းထုတ်လိုက်တာပေါ့နော်ရောက်လာတယ်ပေါ့နော်အဲဆိုရင်နေပြန်ကြရင်ဒီလိုချင်းရောက်ရင်တခါကျွန်တော်တို့ရဲ့ဒီ daily ကျွန်တော်တို့ဒီ profit 2.78ကိုကျွန်တော်တို့ယူမယ်ယူပြီးလို့ရှိရင်ကျွန်တော်တို့ဝေးကျွန်တော်တို့တန်းထုတ်မယ်ဟုတ်ပြီနော်အဲဆိုတန်းပြီးတော့ရောက်လာရယ်နော်ဒါက confirmation လုပ်နေရပါ 4.4.08 4.08ကျွန်တော်တို့တန်းပြီးတော့အဲရောက်လာတယ်ပေါ့နော်ဒီမှာဆိုရပါပြီနော်အဲဆိုရင်ဒါဆိုဒါဆိုရပါပြီပေါ့နော်ဒါဆိုရောက်သွားပါပြီ Okay ပါဒါဆိုရင် ကျွန်တော်တို့ရောက်သွားပြီပေါ့နော်အဲအဲဆိုတော့ လေမိတ်ဆွေတို့လည်းရေးစင်နေရှုလူလူတွေရှိလို့ရှိရင်ရင်လို့ရအောင်လို့ဒါကျွန်တော်တင်ပေးတာပေါ့နော်အဲတော့ဒီကိန်းရဲ့ link audio file ရဲ့ comment အောင်လည်းကျွန်တော်ချပေးထားပါမယ်ပထမလိုက်ချပေးကြည့်ပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe နဲ့ကုညီအားဖြည့်ပေးသွားပါအောင်နောက်လည်းဒီလိုကျွန်တော်တို့ UI mining တွေကျွန်တော်တို့ Telegram mining တွေနဲ့တူတူကျွန်တော်ဖြန်လာခဲ့ပါအောင်မယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ